to and to the unwavering commitment of our assembly to support Myanmar in this time of adversity. အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့နိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်နေပြည်တော်ခီးစဉ်အပြီးမှာစစ်ကောမရှင်ရဲ့ထုတ်ပြန်ချက်ကကာယကံရှင်ရဲ့ထုတ်ပြန်ချက်နဲ့ကွဲလွဲနေပါတယ်။မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကအောက်တိုဘာ9ရက်နေ့ကနေပြည်တော်ကိုလာရောက်ပြီး ဘူဂျုံမူကြီးမင်းအောင်လိုင်းစစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေစစ်ကော်မရှင်ဝန်ကြီးချုပ်ဦးညိုစောရုံနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒီတွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီးတော့စစ်ကော်မရှင်ဘက်ကထုတ်ပြန်ချက်ဟာကာယကံရှင်မလေးရှားဘက်ကထုတ်ပြန်ချက်နဲ့ကွဲလွဲနေတာဖြစ်ပါတယ်။ဒီမလေးရှားနဲ့တွေ့ပြီးသွားတဲ့အခါမှာဒီချမ်းမဲဆေးအုပ်စုကသူတို့ကြည်သူကိုလိမ့်တာ။ဒါသူတို့ကိုအာဆီယံကထောက်ခံနေပါတယ်။ ဆိုပြီးတော့ရွေးကောက်ပွဲကြီးကိုထောက်ခံနေပါတယ်ဆိုပြီးတော့အဲကျွန်တော်တို့နိုင်ငံလုံးကပြည်သူတွေကိုလိန်နဲ့တရင်တွေထုတ်လိုက်တာပဲအဲသူတို့ထုတ်ပြန်တဲ့တရင်တွေကဘယ်တော့မှယုံကြည်စရာရှိတဲ့တရင်တွေမဟုတ်ကြာသူတို့ထုတ်လိုက်ခင်းကကျွန်တော်တို့ကအဲ့ဒီတရင်တွေကိုလုံးဝအယုံကြည်မရှိဘူးအာဆီယံဘက်ကဘာထုတ်ပြန်မလဲမလေးရှားဘက်ကဘာထုတ်ပြန်မလဲဆိုတာကျွန်တော်စောင့်ကြည့်စောင့်ကြည့်တဲ့အခါမှာစောင့်ကြည့်ထင်းတဲ့အတိုင်းပဲလုံးဝတက်တက်ဆင်အောင်ဟိုလွဲတယ်သူတို့ပြောသူတို့နှုတ်ကထွက်လာတဲ့ဇာတ်တွေကဘယ်ဇာတ်တစ်ခုမှယုံကြည်စရာမရှိဘူး မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးနဲ့ပို့ချုပ်မှုကြီးမဲအောင်လိုင်းတွေ့ဆုံဆက်မှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာနဲ့ပတ်သက်လို့ဝမ်းမြောက်ဝမ်းသာကြောင်းအာဆီယံကပူးပေါင်းဆောင်ရွက်မယ်အကြောင်းနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုဆေးလွတ်သွားမယ်အကြောင်းမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကပြောတယ်လို့အာနာသိန်းစစ်တပ်ရဲ့အောက်တိုဘာ10ရက်နေ့ထုတ်မြန်မာအလင်းသတင်းစာမှာဖော်ပြပါဗျ။နေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံရဲ့အောက်တိုဘာ10ရက်နေ့ထုတ်ပြန်ကြမှာတော့ မလေးရှားနိုင်ငံသားဝင်ကြီးဘက်ကအကြမ်းဖက်မှုရပ်တန့်ရေးလူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးမြမအရေးသက်ဆိုင်သူအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာရေးပါဝင်တဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်အပေါ်မှာအခြေခံပြီးပြောဆိုခဲ့တယ်လို့ဖော်ပြပါဗျ။ဒါအပြင်အယက်သားနဲ့အယက်သားလူတို့အဆောက်အဦတွေကိုဥတီတဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်မှုလဲတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလွတ်လပ်တရားမျှတာပြီးဒီမိုကရေစီနိလန်တကြကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ရမယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ကြောင်းမလေးရှားရဲ့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။ဒီရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအလုံးနဲ့သက်ဆိုင်သူအလုံး ပါဝင်တင့်တယ်လို့လည်းအလေးပေးပြောဆိုခဲ့တယ်လို့မလေးရှားထုတ်ပြန်ချက်ကဆိုပါတယ်။တကယ်တမ်းကအာဆီယံကရွေးကောက်ပွဲကိုပူးပေါင်းမယ်လို့ပြောခဲ့တာမဟုတ်ဘူးအဓိကဆွေးနွေးတာကဘုံသဘောတူညီချက်၅ရက်ကိုပဲဆွေးနွေးတယ် အကြမ်းဖက်မှုရပ်ဖို့ကိစ္စတွေပြောတဲ့နေရာမှာစကိုင်းမှာလာပြနေတော့ကပုံချဲတဲ့ကိစ္စကိုပြောတယ်။ KNU ဌာနချုပ်ကပုံချဲတဲ့ဟာပြောတယ်။မလေးရှားကပြောခဲ့တဲ့တဲမှာရွေးကောက်ပွဲရဲ့သဘောတဘာဝကိုပဲပြောတာ။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပါဝင်ပါမယ်ထောက်ခံပါမယ်လို့တော့မပြောခဲ့ဘူး။နောက်တစ်ခုကအာဆန်ကရွေးကောက်ပွဲကိုလာရောက်စောင့်ကြည့်မယ်လို့ပြောခဲ့တဲ့ဟာကမဟုတ်ဘူး။ဖိတ်စာတော့ရတယ်။စောင့်ကြည့်ရေးကိုလာမလာနဲ့ပတ်သက်ပြီးလောလောဆယ်ဖြေပေးလို့မရဘူးလို့ပြောခဲ့တာ။အာဆန်ရဲ့သဘောထားကအရင်တိုင်းပဲ။ ပုံသဘောတူညီချက်၅ရဲ့အတိုင်းပဲသွားမှာ This is why our efforts to cultivate security and stability in Myanmar and to restore credibility to five point consensus must continue မလေးရှားနိုင်ငံသားရေးဝန်ကြီးဟာ NUG အပါဝင်တော်လှန်ရေးအစိုးရအဖွဲ့အားလုံးနဲ့အခု2025ခုနှစ်အတွင်းမှာ online meeting ပေါင်းအကြိမ်150ကျော်လုပ်ခဲ့ပြီးလူကိုယ်တိုင်တွေးဆမှု၄ချိန်ရှိခဲ့တယ်လို့ပြောပါတယ် ဒါအပြင်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကသူ့ရဲ့နေပြီးတော့ခရီးစဉ်မတိုင်မီမှာလဲမြန်မာတော်လှန်အင်အားစုအစိုးအဖွဲ့တွေနဲ့ဆွေးနွေးခဲ့တယ်လို့နေပြီးတော့ခရီးစဉ်ကပြန်ရောက်လာပြီးတဲ့နောက်မှာလဲတွေ့ဆုံဆွေးနွေးနေတယ်လို့ပြောပါရယ်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးရဲ့ပြောဆိုချက်ဖြစ်တဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့အတူနိုင်ငံရေးပါတီအားလုံးနဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင်အခြေခံအကြဆုံးအချက်အနေနဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါဝင်ဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုအရင်ဆုံးပြန်လှည့်ပေးရမှာဖြစ်တယ်လို့ဥပိုလ်ကြီးကပြောပါရယ်။ဒါမှမလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့တောင်းဆိုချက်အတွက်အခြေခံအကြဆုံးအချက်လို့ဆိုပါရယ်။ဘလောက်ဘလောက်အောင်မြင်နိုင်မလဲဘလောက်တိုင်းတာတွေထိရောက်နိုင်လဲဆိုတာကလည်းဒါအခြေခံလားတစ်ခုဆောင်ကြည့်ရအောင်။အခုချိန်မှာကျွန်တော်တို့အဲ့ဒါတွေကတော့ပြောလို့မရဘူး။ဒါပေမဲ့တေးကြတာကတော့အဲသူတို့တော့လေဆေးဥစုကလုံးမဲ့ယူတော့ပဲဟိုအာဆီယံကထောက်ခံနေတာပေါ့။ နာသိန်းတက်ရဲ့မြမအလင်းသတင်းစာပါထုတ်ပြန်ချက်နဲ့ပတ်သက်လို့မလေးရှားအမတ်တွေကလည်းစိုးရိမ်ကြောင်းနဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနဘက်ကရှင်းလင်းချက်ပြန်ထုတ်ပေးဖို့ကိုအောက်တိုဘာ10ရက်နေ့မှာတောင်းဆိုစာထုတ်ပြန်ခဲ့ပါတယ်။မြမပြည်ရင်းစစ်နဲ့ပတ်သက်လို့မလေးရှားရဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေကိုအတိအမှတ်ပြုပေမဲ့စစ်ကောမရှင်နဲ့ထိတွေ့ဆက်ဆံတာကသူ့ကိုတရားဝင်မှုပေးတဲ့သဘောတက်ရောက်စေတဲ့အတွက်မဖြစ်သင့်ဘူးလို့မလေးရှားလွှတ်တော်အမတ်တွေကပြောပါတယ်။ အရေးစားအာဆီယံအနေနဲ့မြို့သားညီညွတ်ရေးဆိုရာ NUG မြို့သားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC တိုင်းနာလက်နက်ကင်တော်လင်ရေးတပ်တွေနဲ့ထိတွေ့ဆက်ဆံမှုတွေကိုတရားဝင်ပြီးပွင့်လင်းမြင်သာကဆရာနာရှင်ထက်တာတူညီများတဲ့ဆက်ဆံမှုပေးတဲ့လို့ဆိုပါရစ်။ဒါအပြင်အာနာသိန်းတက်လုံးမဲ့ရွေးကောက်ပွဲကဗန်နီနဲ့မှာလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့မလေးရှားလွှတ်တော်အမတ်တွေကပြောပါရစ်။အာဆီယံရဲ့ယက်တီချက်သဘောထားဆိုတာတဲ့ကျွန်တော်နားလည်မှုကတော့ မလေးရှားမှာရှိတဲ့ဒီနိုင်ငံရေးကောင်းဆောင်တွေရဲ့သဘောထားပုံမှာပဲအများကြီးမူတည်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။အာဆီယံဆိုတာဘယ်တုန်းကမှတညီတညွတ်တဲ့တတန်နဲ့ဖြစ်ခဲ့ဘူးလားမရှိပါဘူး။တက်ဆိုင်ရာနိုင်ငံလေးကကောင်းဆောင်ဖြစ်တဲ့အခါမှာတက်ဆိုင်ရာနိုင်ငံလေးရဲ့သောရာအခြေခံပုံမှာမူတည်ပြီးတော့လှုပ်ရှားကြတာဖြစ်တယ်လို့ကျွန်တော်အဲ့ဒီလိုနားလဲပါတယ်။နောက်တစ်ခုကပါလဲဆိုတော့တကယ်အာဆီယံကနေရည်တည်ချက်ကို၌က ကျွန်တော်တိုင်းပြည်ထဲမှာရှိတဲ့အခြေခံပြည်သူတွေရဲ့သဘောထားတို့တိုင်းသားလူမျိုးစုံပြည်သူတွေရဲ့သဘောထားအဲ့ဒါကိုအမှန်တကယ်ပဲအခြေခံနေရလားအမှန်တကယ်ပဲအခြေမခံဘူးလားဆိုတော့ပြောရဆိုရအတော်ကိုခတ်ပါလေလို့ကျွန်တော်ပြောချင်ပါတယ်ဗျမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဟာ NUG NUCC ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH နဲ့တိုင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့အစည်း ERROS တွေအပါအဝင်တော်လိုင်းအင်အားစုတွေနဲ့လည်းတွေ့ဆုံမှုတွေရှိနေတာပါ စကောမရှင်နိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေနဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံဆင်မှာတော့အာဆီယံအနေနဲ့မြန်မာကိုခွဲခြားချဲ့လက်ထားမှုကတင်းလျော်မှုမရှိကြောင်းနဲ့အာဆီယံမှာမြန်မာရဲ့မူလအခမ်းကဏ္ဍအခွင့်အရေးတွေကိုပြန်ပေးဖို့တောင်းဆိုခဲ့တယ်လို့အော်တိုဘာ၁၀ရက်နေ့ထုတ်မြန်မာအလင်းသတင်းစာကဖော်ပြပါဗျ။မလေးရှားနိုင်ငံရဲ့အခုတစ်ခေါက်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်က လာမယ့်ဒီဇင်ဘာ31ရက်နေ့မှာကုန်ဆုံးမှာဖြစ်ပါတယ်။2026ခုနှစ်အတွက်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံကတာဝန်ယူသွားမှာဖြစ်ပါတယ်။